ထိုင်းဖိုက်တာတွေနဲ့ရိုးရာလက်ဝိပွဲထိုးရင်ဒီအချက်ကြောင့်ထိုင်းတွေကိုကြောက်စရာမလိုဘူးဆိုတဲ့ထွန်းတော်မင်းပေးသမ ्या လုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆုံးကနေပြန်လဲကြိုဆိုပါတယ် မြန်မာ UA လက်ဝဲရဲ့ကနဝင်ဖိုက်တာထွန်းတွမင်းဟာမကြာသခင်ကထိုင်းဖိုက်တာတွေနဲ့ပွဲထိုးရတာကမခတ်ခဲဘူးလို့ယုံကြည်မှုပြည့်နေပြောလာခဲ့ပါတယ်။ထွန်းတွမင်းကမြန်မာ UA လက်ဝဲလောကရဲ့ရွှေကပတ်ပိုင်ရှင်တူဖြစ်ပြီးသူ့ရဲ့ professional ကစားသမားပွဲမှာထိုင်းဖိုက်တာတွေအပါအဝင်နိုင်ငံပေါင်းစုံကဖိုက်တာတွေကိုရင်ဆိုင်နိုင်ခဲ့သူပါ။ဥပမာအနေနဲ့2019ခုနှစ်မှာ Time Fighter တန်နေလေးကို knockout နဲ့နိုင်နိုင်ခဲ့တာကသူ့ရဲ့ထင်ရှားတဲ့အောင်မြင်မှုတစ်ခုပါ။ထွန်းတော်မင်းရ2014ခုနှစ်မှာရွှေကပတ်ပိုင်ရှင်တူဖြစ်လာခဲ့ပြီးနိုင်ငံတကာမှာမြန်မာ UA လက်ဝဲရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးခဲ့တဲ့ fighter တစ်ဦးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ interview တစ်ခုမှာထွန်းတော်မင်းက ထိုင်းဖိုက်တာတွေနဲ့ပတ်သက်လို့မှတ်ချက်ပြီးပြောကြားမှုတွေပြုလုပ်ခဲ့ပါတယ်။သူကထိုင်းဖိုက်တာတွေနဲ့မြန်မာရုံးကလက်ဝဲပွဲထိုးရတာကမခက်ခဲပါဘူး။ ဘလို့နာမည်ကျော်ဖိုင်တာမျိုးကိုမှကြောက်စရာမလိုဘူးလို့ယုံကြည်မှုပြင်းနဲ့ပြောခဲ့ပါတယ်။ဒီအချက်ကသူရဲ့အတွေ့အကြုံနဲ့မြန်မာ UI လက်ဝဲရဲ့ထူးခြားတဲ့ခေါင်းတိုက်ချက်ကိုအခြေခံထားတာပါ။အရင်ကမြန်မာနိုင်ငံမှာ Time Fighter တွေလာရောက်ရှင်းမြန်ခဲ့မှုပြီး One Championship လို့ကြီးကျယ်တဲ့ပွဲတွေပေါ်လာမှ Time Fighter တွေကလှမ်းဝေးသွားကြတာလို့သူကဆိုပါတယ်။ဒီယုံကြည်မှုကသူရဲ့ပွဲအတွေ့အကြုံနဲ့မြန်မာ UI လက်ဝဲလောကရဲ့ကျန်းမာမှုကိုအခြေခံထားပါတယ်။မြန်မာ UI လက်ဝဲနဲ့မွေထိုင်းတို့ဟာအင်းနီချင်းနိုင်ငံတစ်ခုရဲ့ရိုးရာအားကစားနည်းတွေဖြစ်ရှိနေကြပါတယ်။နှစ်ခုစလုံးမှာလက်ချေဒူးနဲ့တထောင်တို့ကိုအသုံးပြုရတာကတူညီပါတယ်။ဒါပေမဲ့မြန်မာ UI လက်ဝဲကိုကမ္ဘာအကြမ်းတမ်းဆုံးတိုက်ခိုက်ရေးအားက စားလို့သတ်မှတ်ခံနိုင်ရတာကခေါင်းတိုက်ချက်ကိုခွင့်ပြုထားလို့ပါလက်ဝဲကိုလက်နဲ့ကိုမျိုးနုပညာလက်ခြေဒူးတထောင်နဲ့ခေါင်းတိုက်ချက်လို့ခေါ်ကြပြီးခေါင်းတိုက်ချက်မပါတဲ့မွေထိုင်းကိုတော့လက်နဲ့ရှင်မျိုးနုပညာလို့ခေါ်ကြပါတယ် မြမရွာလက်ဝဲမှာလက်အိတ်မတုံးပဲလက်ကိုပတိတာပတ်ပြီးထိုးကြရတာကပွဲကိုပို့ပြီးတော့ကျန်းတန်းစီပါတယ်ပွဲတဲ့ပွဲဟာနောက်ကောင်ဒါမှမဟုတ် တက်တီကဲနောက်ကောင်နဲ့ပဲဆုံးသက်လက်ရှိပြီးခေါင်းတိုက်ချက်ကဒီအားစားရဲ့အဓိကထိုးချမှုပါခေါင်းတိုက်ချက်ကဖိုင်တာတယောက်ကိုဦးကောင်းတန်ရမျက်နှာကွဲပြေးတာတတိလစ်တာဒါမှမဟုတ်အ ਨੇ စုံမူးဝေသွားတာတွေဖြစ်စင်နေပါတယ်ဒါကြောင့်ထိုင်းဖိုင်တာတွေကမြမရွာလက်ဝဲပွဲမှာခေါင်းတိုက်ချက်ကိုအတော်လေးကြောင်းယုံကြတယ်လို့ထွန်းတော်မင်းကဆိုကြပါတယ်မွေတိုင်းမှာခေါင်းတိုက်ချက်ကိုခွင့်ပြုယူထားတာကြောင့်ထိုင်းဖိုင်တာတွေကလက်ဝဲပွဲမှာဒီချက်ကိုရင်ဆိုင်ရတဲ့အခါမှာခက်ခဲတွေရှိတတ်ပါတယ်ဥပမာလက်ဝဲပွဲမှာခရင်းလှုပ်တဲ့အခါမှာမြမဖိုင်တာ တွေကခေါင်းတဲ့ချက်ကိုအသုံးပြုပြီးပြိုင်ဘက်ကိုထိခိုက်ဆင်နေပါတယ်။ဒီအချက်အသွေးထွက်တော်မျက်နှာကွဲတာတွေကိုဖြည့်စေရတာကြောင့် Thai Fighter တွေက DNA ကိုရှောင်ရှားလေးရှိပါတယ်။ ထွန်းနမင်းကဒီကောင်းတဲ့ချက်ကိုဒီကအားကိုပြီးထိုင်းဖိုင်တာတရဲ့အားနည်းချက်ကိုထိထိရောက်ရောက်အသုံးချခဲ့တာပါ။ဝမ်ချမ်ပီယံရှစ်ကထိုင်းနိုင်ငံမှာကျင်းပနေတဲ့နိုင်ငံတကာတိုက်ခိုက်ရေးအားကစားပြန်ပွဲတွေကျင်းပနေတဲ့ promotion တစ်ခုဖြစ်ပြီးမြန်မာ UAE လက်ဝဲဖိုင်တာတွေကလည်းအခုဆိုရင်မွေထိုင်းပွဲတွေဝင်ထိုးနေကြပါပြီ။အရင်ကမြန်မာနိုင်ငံမှာထိုင်းဖိုင်တာတွေလာရောက်ရှင်းပြခဲ့ပြီးဒီလိုနိုင်ငံတကာပွဲတွေပေါ်ပေါက်လာမှသာထိုင်းဖိုင်တာတွေကမြန်မာလက်ဝဲပွဲတွေကိုရှောင်ချလာခဲ့ကြတာပါ။ထွန်းနမင်းကမြန်မာ UAE လက်ဝဲရဲ့ဂုဏ်သိက္ခာကိုကိုးစားပြုပြီးပါဝင်ရှင်ပြိုင်မှုတွေအများကြီးပြုလုပ်ခဲ့ပါတယ်။သူရဲ့မျက်ချမြန်မာပိသက်တွေကိုစိတ်သက်ခွန်အောင်ပေးဥသာမကထိုင်းဖိုင်တာတွေရဲ့အားနည်းချက်ကို ောက်ပြတဲ့ချက်တခုလည်းဖြစ်ပါတယ်။အချို့ဆိုရရင်ထွန်းတုံမင်းရဲ့ Time Fighter တွေနဲ့ပွဲထွေးရတာမခက်ခဲဘူးဆိုတဲ့ယုံကြည်မှုပြည်နယ်မှတ်ချက်ဟာမြန်မာ UI လက်ဝဲရဲ့အင်အားနဲ့ခေါင်းတိုက်ချက်ရဲ့ထူးခြားမှုကိုပြသခဲ့ပါတယ်။ မြန်မာရေးကလက်ဝဲရကမ္ဘာအကျန်းတန်းဆုံးတိုက်ခိုက်ရေးအင်္ဂါစားတစ်ခုဖြစ်ပြီးခေါင်းတိုက်ချက်ကတိုင်းဖိုက်တာတွေအတွက်ကြောက်စရာအကောင်းဆုံးလမ်းတစ်ခုလည်းဖြစ်နေပါရယ်ဒီလိုမျိုးကျန်းတန်းတဲ့အင်္ဂါစားမှာထွန်းထွန်းမင်းရဲ့အောင်မြင်မှုတွေကဘဝမှာယုံကြည်မှုတက်တည်နေကိုယ်ယဉ်ကျေးမှုကိုဂုဏ်ယူဖို့ရည်ကြီးကြောင်းသင်ခန်းစာပေးပါရယ်လက်ဝဲချစ်သူတွေအနေနဲ့ထွန်းထွန်းမင်းတယောက်ဘယ် promotion မှာပွဲတွေဝင်ထုံးမလဲဆိုတာကိုစောင့်ကြည့်ရင်အားပေးကြအောင်ပါမြန်မာရေးကလက်ဝဲရဲ့ဂုဏ်သိက္ခာကိုကမ္ဘာစစ်မှာဆက်လက်ပြသနိုင်ဖို့အမှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်ပါစေလို့လည်းကျွန်တော်တို့ကထွန်းထွန်းမင်းအတွက်ဆန္ဒပြုလိုက်ရပါရယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါရယ်